မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွားပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်ဇွန်လ23ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စဉ်တိုင်းကြည့်ရှုခွန်အားယူတော်သူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားဂျေဇုတင်ပါရစေ။နှုတ်ကပတ်တော်အားဖြင့် တီဆောက်เสียဖြစ်စေပါနေတိုင်းသောက်ဝတ်တော်နားထောင်သောသူများတို့တမတရားအဖြစ်ကိုရောရဲ့ကြီးမားတဲ့အကြံစီထဲမှာကောင်းချီးဖြစ်စေပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝေငှပါれဖေဟာအာမင်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါれကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါれ အဲ့ဒါကတော့ဘာလဲဆိုတော့တမောင်ချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်ထောင်နေတာဖြစ်တယ်။အော်ကျမ်းစာထဲမှာတမောင်ချမ်းထဲမှာအရေးကြီးတဲ့နေရာတွေအများကြီးတဲ့မှာမှတကယ့်အရေးကြီးတဲ့နေရာ12နေရာရှိပါတယ်။အဲ့တော့ကပောက်ချမ်းကနေပြီးတော့ကျွန်တော်မာလခိထိတမောင်ချမ်း39ချမ်းရှိတယ်။အဲ့39ချမ်းထဲမှာတိတ်အရေးကြီးတဲ့ယုံကြည်သူအတွက်တိတဲ့နေရာ12ခုရှိပါတယ်။အဲ့12ခုကျွန်တော်တကယ့်တစ်ခုစီနားထောင်တာဒီကနေ့ 5ခုမြောက်ကိုရောက်ပြီဖြစ်တယ်။အော်တိုမတစ်ဘရောင်းလုံးနေရာကအီဒင်ဥယျာဉ်ဖြစ်တယ်။ကပုတ်ချန်ကကြီးနဲ့ငယ်၈ကိုဖိုင်တွေ့ရမယ်။အီဒင်နဲ့ပတ်သက်ပြီးသိသိနဲ့အချက်၈ချက်ကိုကျော်ဖော်ပြခဲ့ပါတယ်။နံပါတ်၄ကတော့ဒုတိယနေရာကတော့အာရရက်တောင်းကပုတ်ချန်ကကြီး၈ငယ်၄ကိုဖိုင်ကျော်တွေ့ရမယ်။အဲဒါကတော့နော်ယီသင်မောတင်ခဲ့တဲ့နောက်ဆုံးတင်ခဲ့တဲ့တောင်းဖြစ်တယ်။ဒါလေးကျွန်တော်တို့နားထောင်ခဲ့ပါတယ်။နံပါတ်၃ကတော့ဘဘလုံရဲထိုက်ကပုတ်ချန်ကကြီး၁၁ငယ်၅ကနေ၆ထိဖိုင်တွေ့ရမယ်။ ဘုရားသခင်ကိုအံတုပြီးစန့်ကျင်ပြီးကြော်စောဂိတ်တိကိုဖြစ်ချင်တဲ့စန္ဒနဲ့ထောင်သွားတဲ့စိတ်တွေနဲ့သူတို့တီးဆောက်တဲ့အခါမှာစကားတွေကွဲပြားပြီးတော့ ရှုပ်ထွေးပြီးတော့ပြုတ်ပြတ်ချင်းနေတွေတွေ့မြင်ရတယ်ပြုတ်ပြတ်ချင်းနေနဲ့အဆုံးသတ်ခဲ့ရတယ်ဆိုတော့တွေ့ရတယ်ဒါလေးကျွန်တော်အများကြီးပေါ်ပြခဲ့ပါပြီနံပါတ်၄ကတော့ဥရမျိုးဖြစ်တယ် ဒါတော့ကာလဒေလူမျိုးတွေနေတဲ့မြို့တစ်မြို့ဖြစ်တယ်။အာဗြဟံကအသက်ရှင်တဲ့ဖခင်ကိုသူမရခင်မှာတော့ကသူကိုယ်တိုင်ဥရမြို့မှာနေခဲ့တယ်။အာဗြဟံဖေနာမည်တေရလို့ခေါ်တယ်။အာဗြဟံတို့ကညီကို၃ယောက်ရှိတယ်။အာဗရနာခေါ်ခါရာသူညီငယ်ဆုံးခါရန်ရဲ့သားလောတာဖြစ်တယ်။အဲ့ဒီဥရမြို့မှာသူညီကို၃ယောက်နဲ့သူ့အဖေနဲ့နေခဲ့တယ်။ အဲ့ဒီကနေမှသူအသက်ရှင်တဲ့ဖခင်ကိုအာဗြဟံကယုံကြည်ပြီးတော့လက်ခံပြီးတော့သူ့ဖခင်ရဲ့အတန်နဲ့သွားလာတဲ့အခါမှာအဲ့ဒီဥရအနေထွက်ပြီးခါရန်ကိုသူရောက်တယ်။အဲ့ဒီကနေမှဖခင်က နောက်ဆုံးသူ့ကိုခါနန်ပြည်ကို ရွှေ့ခိုင်းတာဖြစ်တယ်။အဲ့တော့ဒီကလဒဲလူမျိုးဆိုတာကကလဒဲဆိုတာဘာဘူးလုံလူမျိုးတွေကိုပြောတာဖြစ်တယ်။အဲ့တော့ဘာဘူးလုံးမျိုးတွေအများဆုံးနေတဲ့နေရာသည်ဥရမျိုးဖြစ်တယ် ဲ့ဘာဘလုံလူမျိုးကိုအခုခေတ်အခေါ်အဝေါ်ရဆိုအီရတ်လို့ခေါ်တာဖြစ်တယ်ဒါလည်းကျွန်တော်များကြီးဒီဥရမျိုးနဲ့ပတ်သက်ပြီးသိသိနဲ့အချက်တွေကိုဖော်ပြခဲ့ပြီးဖြစ်တယ်ရှင်းပြခဲ့တယ်အဲ့တော့ဒီဥရမျိုးမှာအာဗရာဟံအဖေတေရမသေးခင်မှာအာဗရာဟံကြီးအငယ်ဆုံးခါရန်ကတည်ခဲ့တာဖြစ်တယ် ဒါကြောင့်ဒီဥရမျိုးဟာလည်းအလွန်ရေးကြီးတဲ့အချက်သေးမှာပါရည်ဆိုတာကိုသွားတွေ့ရတာဖြစ်တယ်။ကဲဒီကနေ့ကတော့ကျွန်တော်နံပါတ်5ပေါ့။နံပါတ်5ခုမြောက်ရေးကြီးသိတဲ့နေရာကခါနံမြို့ဖြစ်တယ်။နော်ခါနံပီခါနံမြို့နော်။အဲနားမအောင် ပြောရင်တော့ခါနံမြို့ဆိုတာထက်ခါနံပီပေါ့နော်။အာ typing error ပေါ့နော်။အဲနည်းနည်းလေးဖြစ်လို့ဖြစ်တယ်။အဲ့တော့ဒါခါနံပီပေါ့နော်။အဲ့တော့ကျွန်တော် ြန်ပြီးတော့เนาะဒီ typing ပြန်ပြင်ပြီးမှဖြစ်တယ်အဲ့တော့ Canaan B ဖြစ်တယ်အဲ့တော့ Canaan B ဆိုတာကတော့เนาะ Abraham ပြောင်းရွှေ့နေထိုင်ခဲ့တဲ့နေရာဖြစ်တယ်ကပောက်ချန်ကကြီးစနေငယ်နှစ်ကနေ9အထိဖိုင်ကျွန်တော်အဲ့မှာတွေ့ရအဲ့ Canaan ဆိုတာတော့ဒါကျွန်တော်တို့ယုံကြည်သူတို့အလွန်သိသင့်တဲ့နေရာယုံကြည်သူများတို့သူတို့ Israel လူမျိုးတွေတို့အလွန်အရေးကြီးတဲ့နေရာလေးဖြစ်တယ်အဲ့တော့ကပောက်ချန်ကကြီးစနေငယ်နှစ်ကနေ9မှာ9ဒီသင့်ကိုလူမျိုးကြီးဖြစ်စီမီ ်ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်ဒါအာဗြဟံဘုရားသခင်ကပြောတာလူမျိုးကြီးဖြစ်စေမယ်လူများကြီးဖြစ်စေမယ်ပြောတာမဟုတ်တချို့လူအများကြီးပဲဒါပေမဲ့ဘာအရေးချင်းမှမရှိဘူးဒါပေမဲ့လူမျိုးကြီးဆိုတာတယောက်တည်းမှအရေးချင်းနေအများကြီးရှိတယ်လူမျိုးကြီးတစ်ခုလုံးမှအရေးချင်းနေရှိနေတယ်ထူးခြားမှုတွေရှိနေတယ်ကောင်းကြီးမင်္ဂလာတွေရှိနေတယ်ကွယ်ကာဆောက်မခြင်းတွေရှိနေတယ်အဲ့ဒါဣသရေလကိုပြောခြင်းလည်းဖြစ်တယ်အာဗြဟံဣသရေလရဲ့ဖခင်ကြီးဖြစ်တယ်ဘောင်းလဲဆိုတာအာဗြဟံရဲ့သား ဣဇက်ကနေမှာဣသောနဲ့ယာကုပ်ဆိုတဲ့သားနှစ်ယောက်ကိုဣဇက်နဲ့ရိဘက်ခါကမွေးခဲ့တယ်။အဲ့ဒီယာကုပ်ကနေဣသရေး12မျိုးပေါက်ဖွားလာတာဖြစ်တယ်။တောင်ဒီဣသရေး12မျိုးကဘုရားရှင်ကောင်းကြီးခံစားရတဲ့လူမျိုးတွေဖြစ်တယ်။တောင်ဘုရားကပြောခဲ့တဲ့ဂတိကယနေ့ထိတည်နေတယ်ဆိုတာတွေ့ရတယ်။ပြီးတော့တင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်းချီးပေးမယ်။တင့်ကိုချိန်ဆသောသူကိုငါချိန်ဆမယ်။တင့်အားဖြင့်လေလူမျိုးပေါင်းတို့ဒီကောင်းကြီးမင်္ဂလာကိုခံရကြမယ်။ဟောအဗရာဟံပြောတဲ့ မင်းလူမျိုးကောင်းကြီးပေးငါကောင်းကြီးပေးအဲ့တော့မင်းလူမျိုးကိုချိန်ဆငါချိန်ဆအဲ့တော့နားလည်အောင်ပြောတော့อิสราเอลလူမျိုးကောင်းကြီးပေးတဲ့သူဘုရားသခင်ကောင်းကြီးပေးတယ်อิสราเอลလူမျိုးကိုချိန်ဆတဲ့သူဒုက္ခပေးတဲ့သူဘုရားသခင်ပြန်ချိန်ဆတယ်ဒုက္ခပေးတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ပြောရမှာပြောပြောတမန်ကျမ်းစာအတိအကျပြောပြီးသားတောင်ကျွန်တော်တို့ကအမြဲတမ်းอิสราเอลကိုကောင်းကြီးပေးရတယ်ဆိုတော့တွေ့ရတယ်ဒီကျမ်းပိုင်မှာအတိအကျပြောပြီးသားကောင်းကျမ်းခန်းကြီးဆက်နေငယ်၃မှာတောင်อิสราเอลကိုဒုက္ခပေးလို့မရဘူးချိန်ဆလို့မရဘူးကောင်းကြီးပဲပေးရဘာလို့ဘုရားသခင်ရဲ့လူမျိုးတော်လေဖြစ်တယ်ပြောချင်တာ အာဗြဟံပြောတယ်ငါဟာဖျက်ခေကပြောတယ်ငါဟာအာဗြဟံဣဇက်ယာကုပ်တို့ရဲ့ဖခင်လို့ပြောတယ်။ဒါကြောင့်အာဗြဟံပေးထားတဲ့ဂတိတွေကယနေ့ထိတည်နေတယ်ဆိုတော့တွေ့ရတယ်။ထို့သောထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအာဗြဟံထွက်သွား၍လောတလည်းလိုက်လေအာဗြဟံဒီကာရံမြို့မှထွက်သောအခါအသက်85နှစ်ရှိတယ်။ဟောအာဗြဟံပထမဆုံးဥရမြို့မှနေခဲ့တယ်။ဥရကနေကာရံမြို့ကိုရောက်တယ်။အဲဒီကာရံကနေအခုကျွန်တော်တို့လိလာတဲ့ခါနန်ပြည်ကိုသူသွားခဲ့တာဖြစ်တယ်။ ကြောင့်အာဗရန်ဒီမယားစာရဲအကိုသားလောတာနှင့်ဥစ္စာရတသမြကို၎င်းခါရံမြို့၌ရသောလူတို့ကို၎င်းယူပြီးလင်ခါနန်ပြည်သို့ရောက်ချင်းကထွက်သွား၍ထိုပြည်သို့ရောက်ကြ၏နောက်ဆုံးခါနန်ပြည်မှာအာဗရာဟံကဖျားသခင်ရဲ့ငါပြလက်တန်းသောပြည်သွားဆိုအဲခါနန်ပြည်မှာသူ့ကိုဖျားထားပြီးအဲ့ဒီခါနန်ပြည်ကနောက်ပိုင်းအစ္စရေးတွေကယနေ့ထိသိမ့်ပိုက်ထားတဲ့ပြည်ကရထားတဲ့ပြည်ကခါနန်ပြည်ဖြစ်တယ်နော် ဒါကြောင့်ဒါလေးကိုတစ်ချက်ပြင်ပေးမယ်ခါနံပီအဲ့တော့ဒီခါနံပီကတော့အရေးကြီးတယ်ကျောင်းယုံကြည်သူခရိယန်တွေတော့သိသိတဲ့နဲ့အကြောင်းအရာလေးဖြစ်တယ်အဲ့တော့ကျွန်တော်နဲ့လည်းဒီခါနံပီကမစိမ့်ဘူးဒါအခုလက်ရှိခါနံပီဆိုတာအစ္စရေးတွေရရှိထားတဲ့ပီဖြစ်တယ်ဣသရေလမျိုးတွေကိုဖျက်ခေပေးထားတာအော်ဒီခါနံပီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်ကလေး၅ချက်ပြောပြခြင်းနဲ့နံပါတ်၁ခါနံဆိုတာကနော် ခါနန်ဆိုရာကနောဤရဲ့သားသုံးယောက်မှာဒုတိယသားဟာမကမွေးတဲ့ခါနန်ဆိုရဲသားကနေပေါက်ဖွားလာတဲ့ပြီးကခါနန်ပြီးဖြစ်ပြန်ပြောခြင်းနဲ့ခါနန်ပြီးဆိုရာကနောဤရဲ့သားသုံးယောက်မွေးတဲ့သားကြီးဆုံးရှီမဒုတိယသားဟာမတတိယသားယာဖတ်အဲ့သုံးယောက်မှာဒုတိယသားဟာမကသားလေးယောက်မွေးတယ် အဲ့လေးယောက်တည်းမှာခါနန်ဆိုတဲ့သားပါတယ်အဲ့ဒီခါနန်ရဲ့သူတို့အဓိကစပြီးတော့နေခဲ့တဲ့ပြည်ကအဲ့ဒါခါနန်ပြည်ဖြစ်တယ်ဟောဒီခါနန်ပြည်လို့ဘာလို့ခေါ်ရလဲဆိုတော့နောအီးရဲ့ဒုတိယသားဟာမကနေခါနန်ဆိုတဲ့သားကိုဝေးခဲ့အဲ့ဒီခါနန်သူသားရဲ့လူမျိုးတွေအတိကနေတဲ့အရက်မှုလို့ခန္ဓာပီလို့ခေါ်ရဖြစ်တယ် ဒါကြောင့်ခန္ဓာရဲ့အခြေခံကဘယ်ကနေလာတာလဲ။နောအီတာဟာမဟာမတာခန္ဓာကနေမှအဲဒီခန္ဓာပီကိုရခဲ့တာပထမပိုင်းဒါပေမဲ့အဲဒီခန္ဓာပီမှာရှိတဲ့အဲဒီခန္ဓာလူမျိုးတွေကိုဖျက်ကြံမောင်းထုတ်ပြီးဘုသူ့ပြန်ပေးတာအစ္စရေးတွေကိုအပီးပေးလိုက်တာဖြစ်တယ်။အဲဒါလေးကိုကျွန်တော်အခြေခံသိရမှာဒါနံပါတ်1ဖြစ်တယ်။နောက်ခန္ဓာဟိလို့ပြောလိုက်တာ ਨੇ နောအီတာဟာမရဲ့ သားလေးယောက်ထဲမှာတယောက်ဒီခါနန်ဖြစ်အဲဒီခါနန်ရဲ့နာမည်ကိုယူပြီးဒီခါနန်ပြီးတပီလုံးကသူတို့ခါနန်လူမျိုးတွေနေခဲ့တာဖြစ်တယ်သူ့ကိုအစွဲပြုပြီးခါနန်ပြီလို့ခေါ်ခဲ့တာဖြစ်တယ်နံပါတ်2ဒုတိယချက်ကသူ့ရဲ့အကျယ်ဝန်းပေါ့ဒီခါနန်ပြီးရဲ့အကျယ်ဝန်းကမြေရေပင်လေရဲ့ဒီကန်းကြီးတလျှောက်ကိုကြည့်လိုက်ဒီမြောက်ဖက်ကိုကြည့်လိုက်ဖိနှိပ်ပေါ့ ဖိနိတ်ဆိုဇီတုံပေါ့အရင်ကခန္ဓာပီရဲ့မြို့တော်ကဇီတုံမြို့ခုနနောယေတာဟာမယေတာခန္ဓာလူမျိုးတွေခန္ဓာလူမျိုးတွေနေခဲ့အဲ့ခန္ဓာလူမျိုးတွေကဘယ်လိုတွေလဲဆိုတော့ပြင်ပြောပြအဲ့ဒီခန္ဓာလူမျိုးတွေပထမဣသရေလမရခင်တော့အဲ့ခန္ဓာလူမျိုးတွေနေခဲ့စဉ်တော့အဲ့ခန္ဓာပီရဲ့မြို့တော်ကဇီတုံမြို့ဖြစ်တယ်ဒါကြောင့်ဒီမြေတဲ့ပင်လေကနေမြောက်ဖက်ဖိနိတ်ဇီတုံတီ နောက်တောင်ဘက်မှာဟိုဖိလိတိဂါဇာထိဒီခါနဘီရအခြေကြီးအကြီးကြီးပြီးတော့ဒီကုန်းတွင်းပိုင်းမှာဆို ရှုရီတောင်ကုန်းများကနေဟိုယော်ဒန်ဂျိုင်ဝမ်ထိအဲ့ဒါခါနဘီဖြစ်တယ်အဲ့တော့ပြန်ပြောချင်တယ်ခါနဘီကဘလောက်ကြီးသလဲဆိုမြေထဲပင်လဲတလျှောက်မြောက်ဖတ်ဆိုရင်ဖိနိတ်ဟာလာဇီဒုံထိတောင်ဘက်ဆိုရင်ဖိလိတိဂါ430ကျွန်းဖြစ်ခဲ့ဘူးတယ်အစ္စရေးတွေဂျူးတွေ ယေရှုတင်ပါတယ် sorry ရုပ်တရက် line ကျသွားလို့ဖြစ်တယ်ဒါကြောင့်ဒီအဂုတုဘီမှာအာဗြဟံရဲ့လူမျိုးတော်ဣသရေလတွေက430ကျွန်ဖြစ်ခဲ့တယ်အဲ့ဒီအနေမှာဖျားသခင်မောရှေကိုပေါ်ထွန်းစေပြီးမောရှေအဖြစ်အဲ့အဂုတုဘီကနေဖျားသခင်ရအောင်ဆွဲထုတ်ပြီးအဲ့ဒီခါနန်ဘီကိုအာဗြဟံရဲ့လူမျိုးတော်ဣသရေလတွေကိုပေးခဲ့တာဖြစ်တယ်အဲ့ဒါမှမဟုတ်တတိယချက်သေးဘူးဒါကြောင့်အဲ့ဒီမိကိုအဲ့ခါနန်ဘီကို အာဗြဟံ နဲ့လူမျိုးတော်ကိုပေးမယ်အစ္စရေးတွေကိုပေးမယ်လို့ဖျက်ကဂတိပေးခဲ့တယ်ပေးခဲ့တဲ့အတိုင်းပဲတကယ်လဲဘုရားပေးတဲ့အခါအစ္စရေးတွေကဒီခါနဘီတပီလုံးကိုသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါနံပါတ်3တတိယသီးဖို့နံပါတ်4သရုပ်ထသီးဖို့ကတော့ဂုဏနိဒမ်းမှာကျွန်တော်ဖော်ပြလို့ဘာလို့ခါနဘီလို့ခေါ်တာလဲဆိုတော့နောဤရဲ့မြေးပေါ့နော်နောဤသားဟာမရဲ့သားကနေအဲ့ဒီခါနဘီ ဖြစ်လာတာအဲ့ခန္ဓာဆိုတဲ့သားကနေမှခန္ဓာပြီဖြစ်လာတာဒါကြောင့်အဲ့နောယေးရဲ့ဒုတိယသားဟာမကနေမွေးလာတဲ့ခန္ဓာဆိုတဲ့သားကအဲ့ဒီခန္ဓာပြီကိုသူတို့ပထမဦးဆုံးနေခဲ့အဲ့ဒီသူတို့နေတဲ့အဲ့ဒီခန္ဓာပြီကိုဒီခန္ဓာပြီကိုသူတို့နေခဲ့စဉ်တုန်းကလူမျိုးတွေရှိခဲ့တယ်အဲ့လူမျိုးတွေကဟီဝိအာမောရီခန္နနီဖီရဇီ နော်ဟိတ်တိယေဘုတိအဲဒီလူမျိုး6မျိုးလောက်ကအဓိကနေခဲ့တာအဲ့ခါနန်ပြည်မှာနေခဲ့အဲ့ဒါနောဤတာဟာမကနေမွေးတဲ့ခါနန်ဆိုတဲ့သားကနေပောက်ဖွားတဲ့လူမျိုးတွေလို့ပြောရင်မမှောင်တကယ်တော့သူကခါနန်ပြည်ကိုအရင်ရခဲ့ဒါပေမဲ့သူတို့ကဖျောက်မထီလီစားလုပ်တယ်ဖျားသခင်မနစ်သက်တာတွေလုပ်တယ်ဖောက်ပြန်မှုတွေရှိတယ်လွဲမှားမှုတွေရှိတယ် ယွန်ရှာဘွေယာတွေလောက်တဲ့ကအဲ့ဒီခါနန်သူမျိုးတွေခုနရေပူတီအာမော်ရီဟိတ်တီဖီရဇီဟီဝီခါနနီဒီလူတွေကိုဖျားကြံမောင်းထုတ်ပြီးတော့အဲ့ဒီခါနန်ပြည်ကို အာဗြဟံရဲ့လူမျိုးတော်အစ္စရေလကိုအပိပေးလိုက်တာဖြစ်တယ်ဒါကြောင့်ခါနန်ရဲ့ original ကနောအီရဲ့မြေခါနန်ဆိုတဲ့သူကနေပြီးအဲ့ခါနန်ပြည်ကို ပေါက်ဖွားလာစီတာအဲ့ဒီလူမျိုးတွေအရင်ကပြောခဲ့တဲ့ယေဘုသီတို့အာမောရီတို့หนีခဲ့တာသူတို့အဲ့ရနေလာတာဒါပေမဲ့ဖျားသခင်သူတို့မထီလေးစားလောက်တာတွေများတယ်အသက်ရှင်နေဖျားကိုမထီမဲ့မြင်လို့တယ်မယုံဘူးအဲ့တော့သူတို့အားလုံးမောင်းထုတ်ပြီးတော့ဘာလို့တာလဲအာဗြဟံနဲ့လူမျိုးတော်ဖျားသခင်ကပေးတာအဲအောင်ဖျားသခင်ကငါပြလက်တန်းတော့ပြီးသွားဆိုတော့အဲ့ခါနံပြီးသွားခိုင်းတာအခုဒီခါနံပြီးရပါလေ Israel ပဲ ဒါကြောင့်လေဒီခါနန်ပြည်ကိုအာဗြဟံရဲ့လူမျိုးတော်ဟလားအစ္စရေးတွေရတာကိုယနေ့ထိလက်မခံနိုင်တဲ့သူတွေကအမျိုးမျိုးဒီခါနန်ပြည်ကိုဒုက္ခပေးတယ်အစ္စရေးကိုဒုက္ခပေးတယ်ယေရုရှလင်မြို့အမျိုးမျိုးဒုက္ခတွေပေးကြတယ်အဲဒုသောညာလဲနှုတ်ကတော်ပြောပြီးသားပဲဖျားသခင်ကဒီအစ္စရေးတွေဘက်ကယက်တီမယ်တောင်းဒီအစ္စရေးကိုကျွန်တော်ကကောင်းချီးပေးရတယ် အခုဖြစ်ပြနေတဲ့အရာတွေအားလုံးကလည်းစံစာရေးပြည့်စုံခြင်းနေပဲဒါတွေအားလုံးကလည်းဘုရားသခင်ရဲ့ဘုန်းထင်ရှားဖို့ဘုရားသခင်တကူကြီးเจ้าကိုပို့သိလာဖို့ဒါတွေဖြစ်တာပဲတော့ဒီခန္ဓာပြီးရအရေးကြီးတယ်ဒါကြောင့်ကျွန်တော်စံစာကိုကြည့်တတ်ရမယ်နားလည်ရမယ်ဒါကြောင့်နှုတ်ကပတ်တော်နေ့တိုင်းနားထောင်တဲ့သင်တို့ဘုရားကောင်းချီးပေးပါစေ။ ါကြောင့်ဒီ property ရေစည်လောက်ကိုလေနော်ဒါရေစည်လောက်နာဂတိနာဂတိကြံခန်းကြီး38 39မှာဖိုက်ရယ်နော်ဒီစပွဲတွေနဲ့ပတ်သက်ပြီးတွေ့မြင်ရအခုလက်ရှိ ဖြစ်နေတာတွေကအဲ့ property ရေစည်လောက်ကိုဖျားသခင်ကပေါ်ပြလေလာမယ့်နှစ်ပေါင်းများစွာမှာဖြစ်မဲ့အရာတွေအတွက်ရည်စည်လောက်ကိုကြိုပြောထားတဲ့အရာတွေကယနေ့သောဖြစ်စွာ ဒါတရားလုံးကဘုရားသခင်ရဲ့တကူးကြီးခြင်းကိုလူတွေပိုသိလာဖို့အစ္စရေးတွေဘက်မှာဘုရားသခင်ဘယ်လောက်ရက်တည်လဲဘုရားသခင်ဘယ်လောက်ဂရိတည်လဲဘယ်လောက်တော့ဘုရားသခင်ကတကူးကြီးလဲပိုသိလာမှာဖြစ်တယ်ဒါကြောင့်ဒီခါနန်ပြည်ကိုလူများစွာအမျိုးမျိုးစေဝန်စားတဲ့ဒုက္ခတွေပြီးတယ်အမျိုးမျိုးနောက်ရှက်မှုတွေရှိတယ်အဲ့တို့တော်ညာလေဖျားတကယ်ကအစ္စရေးဘက်ကပဲဘာဖြစ်လဲယက်တီ ။ဒါကြောင့်ခုနကဒီခါနန်လူမျိုးတွေကို မောင်းထုတ်ပြီးဖျက်ခင်ကဒီခါနန်ပြည်ကိုအစ္စရေးတွေကိုပြီးခဲ့တာဖြစ်တယ်။ဒါကြောင့်လည်းဒီနေ့ထိခါနန်ပြည်ကဖျက်ခင်ရဲ့ဂတိတော်နဲ့သူတို့ရထားတဲ့တကြောင်ဂတိတည်တဲ့ဖျားရဲ့တကူတော်ကလည်းအစ္စရေးဘက်မှရှိနေတယ်ဆိုတော့ဘူးတွေ့ရတယ်။အော်အစ္စရေးဘက်မှရှိနေတာ ကိုဟာဒီဟာရှိနေတာထက်ဖျားသခင်တကိုးတော်ရှိနေတာ။တောင်ဖျားသခင်တကိုးတော်ရှိနေတဲ့တကြောင်အံဩဘွေရာတွေကဣသရီဒီဘက်ကနေဖျားသခင်လုံနေတယ်ဆိုတာကိုတော်တော်မြင်ရတယ်။ဒါကျွန်တော်တို့ခန္ဓာပီနဲ့ပတ်သက်ပြီးသိဖို့ဖြစ်တယ်။နောက်နံပါတ်5ချက်ကတော့ဗာလေးဆိုတော့ယနေ့ထိဒီခန္ဓာပီကိုဖျားသခင်ကဣသရီဒီကိုအပီးပေးလိုက်တာဖြစ်တယ်။ သို့တော်ညာလေဒီခန္ဓာပီနဲ့ပတ်သက်ပြီးတော့ယေရုရှလင်မြို့ကို အမျိုးမျိုးဖြတ်စည်းခြင်းအမျိုးမျိုးပေါ့ဒုက္ခပေးခြင်းအမျိုးမျိုးဒါခေတ်ဆက်ဆက်ကျွန်တော်တို့ဟိုဘာဘလုံပြည်နေဘုကနေစာလက်ထက်ကလေးကယေရုရှလင်ဘိမှန်တော်ကြီးကိုမိရှို့ဖြတ်စည်းတုတ်တန်တစားဖြစ်အောင်လုပ်ပြီးဖန်စီသိမ်းဆဲသွားတယ်ဒါပေမဲ့ဒီကုရုမင်းတို့လက်ထက်မှာပြန်ပြီးဂျူးတွေက90ကြားတဲ့အခါဘာဘလုံနဲ့လွတ်မြောက်ပြီးတော့ ိဗံတော်တီဆောက်ခွင့်ရတယ်ပြုပြင်ခွင့်ရတယ်ပြောချင်တာခေတ်ဆက်ဆက်ယေရုရှလင်မြို့ကိုအမျိုးမျိုးဒုက္ခပြီးမှုတွေရှိတယ်ယနေ့တိုင်အောင်ရှိနေတာပဲဒါပေမဲ့ဘုရားသခင်ကဘလောက်ဒုက္ခပြီးမှုတွေရှိပါစေဒီဣသရီဒီဘက်မှာသူ ရှိနေတယ်ဆိုတာကိုအမြဲတမ်းသက်သေထူနေတာဖြစ်တယ်ဒါကြောင့်ရခင်ခေါ်ရဆိုကျွန်တော်အားလုံးသိတယ်ပေါချာလို့ခေါ်ရပေရတိ အခုခေါ်ဝေါ်ရဆိုအီရန်ယခင်ခေါ်ဝေါ်ရဆိုဘာဘူးလားဇွေဒီနဲ့ဖြစ်ပြက်ခဲ့တဲ့အရာတွေကယနေ့တိုင်အောင်ဖြစ်တယ်။အခုဖြစ်နေတဲ့အရာအလုံးကလည်းစံစာရေးတော့ပြည့်စုံခြင်းနေပဲ။အရင်ကျော်လည်းငါလာကန်ကြီးမှဒါတွေဖြစ်မယ်လို့ပြောထားပြီးသား။ဒါတွေလည်းဖြစ်နေလား။ အစ္စရေလအမျိုးမျိုးပူပေါင်းပြီးတော့လာပြီးတော့တိုက်တဲ့နေ့တွေလေရောက်လာအောင်ပါပဲဒါပေမဲ့ဒီအစ္စရေလဘက်ကနေဖျားသခင်ကအံ့ဩပွေရက်တီမှုတွေကိုလေစက်ပြအောင်မစက်မြင်အောင်ဒါကြောင့်အစ္စရေလနိုင်ငံကြီးကိုအမျိုးမျိုးပြိုပြတ်ဖို့ဒီယေရုရှလင်မြို့ကိုပြိုပြတ်ဖို့အမျိုးမျိုးလာလို့အောင်ပါတိထက်လာလို့အောင်ပါအုပ်စုဖွဲ့ပြီးလာကြအောင်ပါ ဒါတွေအကြောင်းမှာပါပြီးသားပဲဒါပေမဲ့ဘုရားသခင်ကလည်းသူတကူကြီးအကြောင်းအစ္စရေးဘက်ကနေရက်တီနေကြောင်းဖတ်ပြအောင်ပါအဲ့ဒီအုပ်စုဖွဲ့ပြီးလာတဲ့အုပ်စုအားလုံးဟာဘုရားသခင်ကိုကြီးတယ်ဟာအစ္စရေးတွေကိုယ်ဝယ်တယ်ဘုရားသခင်ကတကူကြီးတယ်ဆိုတာမြင်ဖို့အတွက်ဒီကနေ့အိုက်စစ်ပွဲတွေဖြစ်နေတာဒါတွေကိုကျွန်တော်တို့ကစံစာကိုကြည့်တတ်ပြီးနားလည်ရမှာဖြစ်တယ်အဲကြောင့်ဒီခန္ဓာပီကအရေးကြီးတယ် အချက်ထဲမှာသူပါတယ်အရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်ဒါကြောင့်ဒီတမောင်းမှာအရေးကြီးတဲ့နေရာ12နေရာလုံးကအကုန်ရေးကြီးတယ်အကုန်ရေးကြီးတယ်အဲ့နားလည်အောင်ပြောရင်တော့သူဖြစ်ပြနေတဲ့တည်င်းနေကျွန်တော်တို့ကြားနေရတယ်နောက်လဲဒီထက်ဆိုးရွားတဲ့အရာတွေလည်းကြားရအောင်မယ်ဒါပေမဲ့အဖြေကတော့ Israel တွေဘက်မှာဘုရားသခင်ရ ေကပြောခဲ့တဲ့အရာတွေအားလုံးကဖြစ်ဆုံးအသေးစိတ်ချင်းပြရင်တော့အများကြီးပဲဒါပေမဲ့ခန္ဓာမီကဖြတ်ခင်ကဣတရာမျိုးပြီးထားတဲ့တော့အဗရာဟံနဲ့ဂရိပြီးထားတဲ့အဲ့ဂရိတည်တဲ့ဘုရားသူဘလောက်တည်လဲဘလောက်တဘူးပြမယ်ဘလောက်တက်တည်ပြမယ်သူတဘူးကြီးချောင်းကိုပူ၍တိရအောင်ဆိုလုပ်အောင်ဖြစ်ဣန္ဒြာထောက်တဲ့နှုတ်ကပတ တော့ကျွန်တော်ကနောက်ဆုံးကာလမှာကျမ်းစာကိုညံ့ညံ့ကြည့်တက်ရများများကျွန်တော်နားထောင်အောင်စစ်မှန်တဲ့တမန်တော်ကိုနားထောင်တတ်ဖို့လိုတယ်။ဘိုင်ဘယ်ညနေတိုင်းသင်နားထောင်ခြင်းဟာသင်္မင်္ဂလာရှိတယ်။ဒါကြောင့်ဒီခန္ဓာပီဆိုတာကတော့ဘုရားသခင်ကအာဗြဟံကိုပြောင်းရွှေ့စေခဲ့တဲ့နေရာအာဗြဟံရဲ့မျိုးဆက်တွေကိုတစ်သလုံးပေးမယ်လို့ဂတိပေးပြီးတော့အဲ့နေရာမှာလူမျိုးကြီးဖြစ်စေမယ်။ မင်းလူမျိုးလူမျိုးကြီးဖြစ်ပြီးကောင်းကြီးပေးမယ်ဆိုတဲ့ဇကားတွေကယနေ့ထိပြည့်စုံနေတာဖြစ်တယ်ပြီးတော့ဘလောက်ပဲအခက်အခဲတွေဒုက္ခတွေရှိရှိဘုရားသခင်ကဒီအစ္စရေးတွေကိုကွယ်ကာမယ်ဆိုတာလေရှိပြီးသားကွယ်ကာခြင်းလည်းရှိတယ်တကယ်လည်းကွယ်ကာမှာဒါရီကလည်းစံစာရဲ့ပြည့်စုံခြင်းနေဖြစ်တယ်အတင်းနဲ့ကျွန်တော်ကတော့အစ္စရေးမဟုတ်တော့ညာလေး တခင်ရှုကိုကယ်တင်ရှင်ရှင်သခင်ပြည့်ယုံကြည်လက်ခံတဲ့အခါမှာသင်နဲ့ကျွန်တော်ကဖျားသားသမီးဖြစ်ခွင့်ရပါတယ်။အဲ့တော့ဖျားသားသမီးမှလည်းဖျားသားသမီးတို့ကဖျားသခင်ရဲ့ဂတိတော်နဲ့ကြွယ်ကြခြင်းရလေရှိပြီးသားဖြစ်တယ်။အဲ့တော့ဒါကြောင့်ဒီကနေ့ဖြစ်ပေါ်နေတဲ့အရာတွေဖြစ်တိုင်းသင်သိစိုးရင်ကြောက်လန့်ဖို့တော့မဟုတ်ပါဘူး။ဒါပေမဲ့ဖျားသားသမီးဖြစ်ချင်းရှိနေဖို့တော့လိုပါတယ်။အဲ့ပေါ်မှာထိုဖျားရဲ့တာဝန်ယူခြင်းရှိနေမယ်။ အာဗြဟံပြောတယ်မင်းလူမျိုးကငါကောင်းချီးပေးပြီးမင်းကိုလူမျိုးကိုချိန်ဆတဲ့သူငါချိန်ဆမယ်မင်းလူမျိုးကိုကောင်းချီးပေးတဲ့သူငါကောင်းချီးပေးမယ်ဆိုတဲ့စကားယနေ့ထိမြဲနေတာပြောချင်တာ तू ဘုရားတကယ် तू တာဝန်ယူမယ်လို့ပြောထားတာအဲ့ဒါဒီဂရီထိတည်တယ်စလုံးနဲ့တည်အောင်ပါတလောက်ဂတိတည်တဲ့ဘုရားရဲ့ဂတိတော်အာဗြဟံရတဲ့အခါမှာစိတ်ချပြီးသူအသက်ရှင်နိုင်ခဲ့တာဖြစ်တယ်။ဒီကျွန်တော်လည်းတခီရှုအားဖြင့်ဘုရားသားမီးဖြစ်ခြင်းအခွင့်ကိုရတဲ့အခါမှာ စိုးရင်ပြီးအသက်မရှင်နဲ့စိတ်ချပြီးအသက်ရှင်ရမယ်ဘယ်လိုမျိုးအခက်အခဲတွေရှိရှိတင့်ကိုဖရားရအောင်ကြွက်ကာမှာဖြစ်တယ်တင်နဲ့ကျွန်တော်ကအစင်မြဲထိုဖရားရဲ့တတိုင်းထဲမှာ နေတော့သူများဖြစ်ဖို့သာလူတွေဆိုတာကိုအပီးခြင်းနဲ့ဏိကုံချုပ်လို့တယ်ကျမ်းတော်ရောက်ချင်းစီတိုင်းကိုဖျက်ရှင်သားပြီးကောင်းချီးပေးပါစီငိမ့်သက်ချင်းရှိပါစီ God bless you all ကျွန်တော်နှစ်ဖန်အင်္ဂါနေ့မြန်မာစံတော်ချိန်ညနေ3:00ခွဲမှာ အဲကျွန်တော်နံပါတ်6ပေါ့နော်ဒီဓမ္မောင်းချမ်းမှာအရေးကြီးသိသိနဲ့နေရာ12နေရာထဲမှာ6ခုမြောက်နေရာကိုကျွန်တော်ဆက်ပြီးနားထောင်မှာဖြစ်တယ်ဒီကနေ့ကျေရှုခွန်အားယူတယ်ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေညီတချင်းရှိပါစေစုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဘုရားကျွန်တော်တို့မှသူဖျားထံတော်ပါမကောင်းချီးဖျက်ဖျားသည်ကျေရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တော်လကောင်းဒီကနေ့မွန်နေ့ကြောက်တဲ့မွန်နေ့ရှင်များသူသဖြင့်သမီး Angela နဲ့တကွာ မိုးနေကြောက်တဲ့မိုးနေရှင်အသီးသီးပေါ်သူတို့လကောက်မင်းကနှစ်ပတ်လေကြောက်တော့သူအသီးသီးပေါ်သူတို့လကောက်ဘုံတော်ဝင်စားသွားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရချင်းအထူးဖြစ်ကျွန်တော်တို့ကဘာကြီးမှာဖြစ်ပျက်နေတဲ့စစ်ပွဲတွေကိုကိုရောအသိဆုံးဖြစ်တယ်။အစ္စရေးနိုင်ငံကိုအမျိုးမျိုးဒုက္ခပေးဖို့စဉ်းစားနေသော အရာတွေကိုဖျားသခင်ကဖေရှားပြီးတော့အစ္စရေးနိုင်ငံဘက်ကနေဂျေရုရှလင် မြို့တော်ကြီးကိုကိုရောကအံ့ဩဖွယ်စောက်ရှောက်ပေးမယ်ဆိုတာကျွန်တော်ယုံကြည်တယ်လို့ဣသရေလလူမျိုးကိုကျွန်တော်ကောင်းချီးပေးတယ်အထူးဖြင့်ဖြစ်ပျက်နေတဲ့စစ်ပွဲတွေတဲကနေဖျားသခင်တကူးကြီးချောင်းကိုကိုရောပေါ်ပြခြင်းကိုရောသားသမီးတွေယုံကြည်သူများရှိရာရက်တိုင်းမှာဖျားရဲ့လုံခြုံကွယ်ကမှုရှိစေခြင်းဣသရေလလူမျိုးများကိုဖျားရှင်ကောင်းချီးပေးလျက်ကွယ်ကခြင်းနဲ့တကွာ လောကရဲ့ဘေးဒဏ်တွေစစ်ပွဲတွေသဘာဝဖောက်ပြန်မှုတွေဘလောက်များပါစေကိုရော့ရဲ့တတိုင်းထဲမှာ နေတော်သူတို့ကိုရော့ရဲ့ကွယ်ကာစောက်မှခြင်းကိုခံရမယ်ဆိုတဲ့ဂရိတော်တသက်တို့သည်နေ့စဉ်နှက်ွက်တော်ကိုချစ်ရှုခွန်အားယူပြီးတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုဝန်ခံနေတဲ့ဓမ္မပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့ယနေ့မှစကားလာအစင်းမြဲကောင်းကြီးဖြာဖြာတက်ရောက်ပြီးရှိဒီနေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကျေးဇူးခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်ုပ်ပြန်လည်တွေ့ဆုံကြပါစို့